င်းနိုင်ငံနဲ့နယ်မြေအငင်းပွားမှုကို ကမ္ဘောဒီးယားနိုင်ငံကနိုင်ငံတကာအပြည်ပြည်ဆိုင်ရာတရားရုံး ICJC တိုင်တန်းသွားမယ်လို့ဆိုပါတယ်။ ICJ ခေါ်နိုင်ငံတကာအပြည်ပြည်ဆိုင်ရာတရားရုံးဟာနိုင်ငံအချင်းချင်းကြားနယ်မြေအငင်းပွားမှုကိုဖြေရှင်းပေးလေရှိတဲ့နေရာတစ်ခုလည်းဖြစ်ပါတယ်။မနေ့ဇွန်လ၄ရက်နေ့ကကမ္ဘောဒီးယားအစိုးရရဲ့ထုတ်ပြန်ချက်ထဲမှာတော့ထိုင်းတပ်ဖွဲ့တွေဟာ ကမ္ဘောဒီးယားတပ်တွေတက်ဆွဲထားတဲ့ဖရဲဝိဟာရခရိုင်တက်ခုံမိုရိုကော့ကြေးပြောက်ကိုလာရောက်ကျူးကျော်ပြစ်ခတ်ခဲ့တာကြောင့်ကမ္ဘောဒီးယားစစ်သားတို့သိမ်းဆုပ်ခဲ့တယ်လို့ဆိုပါတယ်။ဒီဖြစ်ရပ်ဟာအကြောင်းပြချက်မရှိရန်လိုကျူးကျော်မှုဖြစ်ပြီးကမ္ဘောဒီးယားနိုင်ငံရဲ့အချုပ်အခြာအာဏာပိုင်နယ်မြေနဲ့နိုင်ငံကုန်တိုက်ခါကိုစော်ကားလိုက်ခြင်းဖြစ်တယ်လို့ထုတ်ပြန်ထားပါတယ်။ဇွန်လ၂ရက်နေ့ကထုတ်ပြန်တဲ့ကြေညာချက်ထဲမှာတော့ကမ္ဘောဒီးယားအစိုးရအနေနဲ့ပိုင်ဆိုင်မှုအငြင်းပွားနေတဲ့မွန်မိုင်းတမွန်တန်ဖျားကြောင်း မောထဖျားเจ้าနဲ့ခရာပိုင်းဖျားเจ้าနယ်မြေတွေအတွက် ICJ ကိုတိုင်တန်းသွားမယ်လို့ဆိုထားပါတယ်။ဒီနေရာတွေနဲ့ပတ်သက်ပြီးနယ်မြေပိုင်ဆိုင်မှုအငင်းပွားနေစေဖြစ်ပြီး၂000ပြင်းနစ်ကသဘောတူထားတဲ့စာဂျွန်လွှာမှာလည်းဘယ်နိုင်ငံကပိုင်ဆိုင်နေဆိုပြီးတိတိကျကျတတ်မှတ်ထားတာမျိုးမရှိသေးဘူးလို့ဆိုပါတယ်။ကမ္ဘောဒီးယားအမျိုးသားလွှတ်တော်နဲ့အထက်လွှတ်တော်တို့ကနေပူရဲကျင်းပါတဲ့အစည်းအဝေးမှာသူတို့အနေနဲ့ ဒီနေရာကိုပိုင်ဆိုင်ခွင့်နဲ့ပတ်သက်ပြီး ICJ ရဲ့စုံမြတ်ချက်ကိုလက်ခံသွားမယ်လို့တညိတညွတ်နဲ့ဆုံးဖြတ်ခဲ့ကြပါတယ်။